စိတ်ညစ်စရာတခုကိုထက်ခါထက်ခါမစင်စားပါနဲ့တခါတော့ငါဟောပြောပွဲတခုမှာပညာရှိဟောပြောသူတယောက်ကအရန်ရည်ရတဲ့ဟာသတခုကို ပြောလိုက်ပါတယ်လူတွေကလေဝလုံးကွေးရေကြပါတော့တယ်မကြားခင်မှာပဲတူညီတဲ့ထိုဟာသကိုပဲနောက်တစ်ကြိမ်ပြောပြလိုက်ပါတယ်ဒီတစ်ကြိမ်မှာတော့လူနေနေပဲရေကြပါတော့တယ်တအားလောက်နေတော့နောက်ထပ်တစ်ကြိမ်ထိုဟာသကိုပဲပြန်ပြောပါတယ် ဒီတချိန်မှာတော့ဘသူမှရီမဲ့သူမရှိတော့ပါဘူးထောရှင်ကြမှာသူကပြုံပြီးပြောပါတယ်ဟာတတခုသေးကိုထက်ခါတက်ခါခမရတော့မရေကြဘူးမဟုတ်လားအဲ့ဒါဆိုဘာလို့ခမရတော့အလုံးအကြောင်းအရာတခုသေးကြောင့်ပဲခဏခဏဝန်းနေနေကြတာလဲဘဝမှာဝန်းတာစရာရှိမေဝန်းနေစရာရှိမေဘာတွေပဲဖြစ်နေပါစေဘေးအရာမှမတီးမြဲပါဘူးဟာတတခုကိုထက်ခါထက်ခါမရီရတလို့ စိတ်ညစ်စရာတခုကိုလေတက်ခါတက်ခါမတွေးပါနဲ့အခုပဲပြောပါပိတ်ဆံနေနေပဲရှိစဉ်ကသမင်းချမ်းနဲ့ခောက်ဆွေးပြုတ်ကိုစားနိုင်တယ်ဈေးအသက်သာဆုံးဘတ်စကားကိုစီးတယ်သမင်းဆိုင်မှာစားရင်အတက်နိုင်ဆုံးဈေးအသက်သာဆုံးဆိုင်ကိုရှာတယ်ကီးဘက်ဖုန်းလေးပဲကင်ပြီးတလားမှဘေးတစ်ခါလောက်ပဲထိတယ်ပိတ်ဆံနေနေပို့ရှာလာနိုင်တော့သမင်းချမ်းကတိတ်ပြီးအဆင်မပြေတော့ဘူးပိုကောင်းတာလေးစားကျင်တယ်အမြဲတမ်းဘတ်စကားစီးပေမဲ့ တခါတလေတက္ကစီလေးစီးဖြစ်လာတယ်။နင်းနေမြင့်တဲ့ဖုံလေးစကင်လာပြီးအင်တာနက်ဖိုးလေးတွေပိုသုံးဖြစ်လာတယ်။အဲ့ဒါထက်ပိုပြီးပိတ်ဆံပိုရှာလာနိုင်တော့စားတော့ဆိုင်မှာဈေးကြီးတာလေးတွေစားဖြစ်လာတယ်။အမင်းလိုလိုတက္ကစီစီးဖြစ်လာတယ်။ Samsung လောက်ကင်ပြီးတလတလအင်တာနက်ဖိုးလေးပိုပြီးထောင်းလာတယ်။ဒီထက်ပိတ်ဆံပိုရှာလာနိုင်ရောပြောချင်တာကလူတွေဟာဘရောမှာအလိုလိုပါရက်တန့်သွားမှာမဟုတ်ပါဘူး။အရင်တော့က20လမ်းမှ TV လေးကြည့်တတ်ပေမဲ့ ချမ်းသာလာရင်လက်မ60လောက်တီးပြီးပဲကျစ်တက်ကြပါတော့တယ်။ဝင်ငွေတိုးလာသလိုဖွင့်ငွေလေးအမြဲတိုးလာပါတယ်။ဒါကရက်တန်လို့ရတဲ့အရာလားဆိုတော့တမန်လူသားအလုံးရက်တန်လို့မရတဲ့အရာပါ။လောဘနဲ့တမန်မှုန့်တွေနဲ့တိဆောက်ထားတဲ့လူသားတွေဖြစ်တဲ့အတွက်ဒီခံစားချက်တွေကတော့အမြဲရှိနေမှာပါ။ဒါကြောင့်ဘလောက်ချမ်းသာမှပြည့်စုံမေးဆိုတဲ့ကြီးမန်းချက်မျိုးမထားပါနဲ့ သင်ကသိန်းတစ်ထောင်ရမှစပီးစိတ်ချမ်းသာအောင်နေမေလို့ဆုံးဖြတ်ထားလေသိန်းတစ်ထောင်ရတဲ့အခါမှာသိန်းနှစ်ထောင်ရရှင်လာပါလိမ့်မယ်လူလောဘဟာဘရောမှရစ်တန့်သွားမှာမဟုတ်ပါဘူးဒါကြောင့်အချိန်တိုင်းမှာပြုရွှင်အောင်နေပါအောင်မြင်အောင်တော့ကြိုးစားပါဒါပေမဲ့တစ်ချိန်တည်းမှာပဲပြုရွှင်အောင်နေတိုင်းမှာသိန်းရဲ့ဖြစ်တည်မှုကိုဘရောမှအထင်မသေးပါနဲ့လမ်းလျှောက်နေတဲ့သူကဆက်ပြီးလေးတစ်စီးလောက်လိုရှင်ပြီးဆက်ပြီးစီးနေတဲ့သူကဆိုင်ကယ်လေးတစ်စီးလောက်လိုရှင်ပါတယ် ဆိုင်ကယ်စီးနေတဲ့သူကလေကားလေးတစ်စီးလောက်လိုချင်မြန်ပါတယ်ကားပိုင်တဲ့သူကလေသူ့ကားကမော်ဒယ်နှိမ့်လို့မော်ဒယ်မျက်နှာလေးလိုချင်မြန်ပါတယ်ဒီလိုနဲ့လောဘတွေကတန်တရာလေးနေမှာပါကဘာမှာအပြုတ်ဆုံးလူသားတွေကအကောင်းဆုံးတွေပိုင်ဆိုင်ထားခြင်းမရှိပါဘူးပိုင်ဆိုင်တာတွေကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်လို့ရှိပါတယ်ဘရောမှနောက်ပြန်မလှည့်ပါနဲ့ကျွန်တော်ကလမ်းလျှောက်နှေးတဲ့သူတယောက်ပါဒါပေမဲ့ကျွန်တော်ဘရောမှနောက်ကျောင်းပြန်မလှည့်ခဲ့ပါဘူး ဒီစကားကအိဗရာဟင်လင်ဝင်ပြောတဲ့စကားပါဝိရှောရမေလို့ဆုံးဖြတ်လိုက်တယ်။တဘာဝပန်ဝင်းကျင်ထိမ့်သိမ်းရဲ့သမားတွေမျက်လုံးပြူလာအောင်အသီးအရွက်တွေဝေထားလိုက်တယ်။မနေ့တိုင်းပြေးဖို့ဖနက်ကလေးတစ်စုံဝေလိုက်တယ်။မနေ့ထဖို့နာယီကိုအလန်းပေးလိုက်တယ်။ဒီလစိတ်သက်တက်ကြွတဲ့အချိန်မျိုးမရှိဘူးပါဘူး။ပထမတည့်ရဲ့အစားကြီးတွေနှစ်ရက်သုံးရက်ဝိတ်ကတိတိတသာကြမလာဘူး။တလရောက်လာတယ်ကြမလာဘူး။စိတ်သက်တွေကြက်လာတယ်။အိယာကသိမ့်မထရှင်တော့ဘူး။ နောက်နဲ့အိယာထနောက်ကြလာတယ်နောက်တော့လုံးဝကိုလက်ကျင်ခံမလုပ်ဖြစ်တော့ပါဘူးဒါကအတိကောင်းမလေးတယောက်ဖြစ်နေတဲ့ပုံစံပါအင်္ဂလိပ်လိုအရန်ပြောရှင်တယ်သူများတွေပိုင်နိုင်စွာပြောနေတာကိုချစ်ပြီးအရန်အားကြတယ်သူတို့လိုတနေ့ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးစာကြက်မဲ့ time table ကိုသေချာဆွဲလိုက်တယ်လမ်းဘေးကတွေ့တဲ့အင်္ဂလိပ်ဝတ္ထုတအုပ်ဝေလိုက်တယ် dictionary တအုပ်ပါဝေလိုက်သေးတယ်ပြီးတော့အတုံးဝင်မဲ့အသံဖိုင်တစ်ချို့ဖုန်းထဲမှာ download လုပ်ထားလိုက်တယ် ပထမညစာကို3နာရီ4နာရီလောက်လေ့လာလိုက်တယ်အတန်းဖိုင်ကိုညအိတ်ခါနေနားထောင်လိုက်တဲ့ဒီလိုနဲ့၄၅ရက်ကြာလာတယ် English TV news တခုကိုမထင်မှတ်ပဲနားထောင်ခွင့်ရလိုက်တယ်တလုံးမှနားမလဲနိုင်ငံခြားသားတယောက်နဲ့တွေ့တယ်သူပြောတာတလုံးမှနားမလဲသေးစိတ်တက်ကြလာပြန်ပြီအရင်ဆွဲထားတဲ့ time table စာရွက်လေးကိုကန်ရင်ဂိမ်းဆိုးတာပဲကောင်းပါတယ်ပြီးမှပြန်လေ့လာတာပေါ့ဒီလိုနဲ့ညနေသွားတယ်ဒီနေ့တော့နားလိုက်ပါအောင်မယ် နောက်နေ့ကြားမှပြန်လေ့လာတာပေါ့ဒီလိုနဲ့စိတ်အားရိုးသွားတယ်ဒွင်းရင်းကဒွင်းရင်းပါပဲဒါကမြင်နေကြလူငယ်အရှုပ်ပုံကပါထပ်ပါဥပမာနှစ်ခုစလုံးမှာပြောချင်တာကအောင်မြင်ရှင်တဲ့စိတ်ကအခက်ခဲတွေတက်သိငင်နေတယ်ဒါကြောင့်အခက်ခဲတွေတွေ့တိုင်းနောက်ပြန်လှည့်ပြေးတယ်နာမည်ကျော်လက်ဝဲသမားဆိုတာငငယ်လေးကလေးကသူ့ပုံရိပ်ကိုစင်ပေါ်မှာမြင်အောင်ခဲတာပါနာမည်ကျော်တွေဟာငငယ်ကလေးကမိမိရဲ့ပုံရိပ်ကိုစင်ပေါ်မှာမြင်အောင်ကြည့်ခဲကြတာပါ ဧဗရာဟံလင်ကွင်းကငငယ်လေးကလေးကတမန်တော်ဖြစ်ရှင်တယ်လို့ပြောဘူးတယ်သူ့လိုတစ်သားလုံးအင်လေးတွေကလူငယ်တယောက်ကအဲ့လိုစကားမျိုးပြောတာဘာလို့လဲအယံကိုယုံကြည်ချက်ပြင်းထန်လို့ယုံကြည်ချက်ကအရာရာထက် ကြီးမားနေလို့ပါနာမည်ကျော်ဆိုလိုဘေဝန်းဆိုတာလေတရှင်ကဝတ်တုတ်ကြီးပါ သူ့ရဲ့ကြိုးစားမှုကြောင့်ဝိတ်ချုပ်နိုင်ခဲ့တာပါဘလို့အောင်မြင်တဲ့သူပဲဖြစ်ဖြစ်ကြာရှုံတိုင်းနောက်လှည့်မပြန်ခဲကြပါဘူးအခုကစပြီးနောက်ပြန်မလှည့်ပါနဲ့တော့အပိုးကိုမုတ်ကြည့်လို့ညောင်းရင်အောက်ကိုငုံကြည့်ပါ ကားလှလှလေးတွေအင်းကောင်းကောင်းကြီးတွေဖုံးအကောင်းစားတွေကင်နေတဲ့သူတွေကိုကြည့်ပြီးအားကြကတိမ်ငယ်နေပါသလားအရန်စမတ်ကြပြီးလှပတဲ့လူတယောက်မဖြစ်လို့အားငယ်နေပါသလားအိမ်မှာစကိုင်းတိုင်းလေးတော်မရှိလို့ဆိုပြီးစိတ်ညစ်နေပါသလားအဲ့ဒါဆိုရင်တော့တင်အရန်ကိုမုတ်ကြတာများနေပါပြီတင်လာစားတသိန်းခွေးပဲရလို့တင်စိတ်ညစ်နေရတဲ့အချိန်မှာဒီညနေစာစားဖို့မရှိလို့စိတ်ညစ်နေတဲ့သူတွေရှိပါလေတင်အိမ်ဖုံးမကင်နိုင်လို့စိတ်ညစ်နေချိန်မှာ ခလုတ်ဖုံးလေးတစ်ခုတော့မကင်နိုင်လို့အားငယ်နေတဲ့သူတွေရှိပါတယ်။သင်ဖနက်အစ်စ်မဝယ်နိုင်လို့စိတ်ညစ်နေတဲ့အချိန်မှာသင်ရှူးဖနက်ကိုတစ်ခါတိတ်ပေးမှထမင်းတလို့ပါဇက်သေးဝင်တဲ့သူတွေရှိပါတယ်။သင်မျက်လုံးမလှလို့မှန်သေးကြတိုင်းစိတ်ညစ်နေတဲ့အချိန်မှာအဲ့ဒီမှန်ကိုတော့မြင်ခွင့်မရတဲ့သူတွေရှိပါတယ်။သင်လူရှိသူရှိကိုခြေစုံလက်စုံအင်္ဂါစုံနဲ့တွားနေတဲ့အချိန်မှာလူရှိထွက်ရမှာသင်မလောက်ကြောက်တဲ့အားနည်းချက်နဲ့သူတွေရှိပါတယ်။သင်ဒီနဲ့အသက်ရှင်နေသေးပေမဲ့စက္ကန့်တိုင်းမှာ လူတရှုတ်သေးဆုံးနေကြတယ်။သင်အများကြီးကံကောင်းပါတယ်။အထက်ကိုမုတ်ကြည့်ပြီးအရန်စိတ်ညစ်နေတဲ့အခါအောက်ကိုငုံကြည့်လိုက်ပါ။တနားစရာတွေ၊ဂူညင်စရာတွေအများကြီးသင်အောက်မှာရှိနေပါသေးတယ်။အမြဲတမ်းငုံကြည့်ပြီးကြင်းကြီးဖို့ပြောနေတာမဟုတ်ပါဘူး။လောဘတွေနဲ့ဖုံးလွှမ်းလာရင်ပြောစရာတွေပျောက်ဆုံးသွားတတ်လို့ကိုယ့်ကိုယ်ကိုပြန်သတိပေးတတ်အောင်ပါ။သင်ဟန်တစ်ပင်တပင်မဟုတ်ဘူး။သင်ရောက်နေတဲ့နေရာကိုမကြိတ်ရင်လှုပ်ရှားလိုက်စမ်းပါ။သင်ဟာလှုပ်မရတဲ့တစ်ပင်တပင်မဟုတ်ပါဘူး။ တင်းကုန်တင်တစ်ပင်တပင်လို့တခါလောက်စိတ်ကူးယဉ်ကျစ်ဖူးပါသလားတနေရာထဲမှာတစ်သက်လုံးနေရပြီးဘလို့မှရွတ်လို့မရတဲ့တစ်ပင်တပင်လို့လူတွေပြုသမျှကိုကြိတ်မိတ်ခံနေရတဲ့ဘဝကဘလောက်များဆိုးလိုက်မလဲဒါပေမဲ့သင်ကံကောင်းပါတယ်သင်ဟာတစ်ပင်တပင်မဟုတ်ပါဘူးငါဘဝကဆိုးလိုက်တာလို့ပြောပြီးသင်ဘာများအားထုတ်နေပါသလဲဆိုးလိုက်တဲ့ဘဝဒီစကားကကြားနေကြစကားတခွန်းကျွန်တော်လေးပြိုးခွဲမှုတဲ့စကားတခွန်းဒါပေမဲ့မပြောတာနှစ်နဲ့ချီခဲပြီး ူတွေကအဲ့ဒီစကားကိုသာပြောကြတာအဲ့ဒီစကားကလွတ်မြောက်အောင်ဘာများလုံးနေကြလဲဆိုတော့ပြင်းပြပြင်းစဲပဲတက်တာတလို့နေမြင်နေစဲပဲကျွန်တော်လေအဲ့ဒီလိုဖြစ်ခဲဖူးတဲ့သူတွေရောက်ပါဒါပေမဲ့ဘာလို့ဒီစကားကိုကျွန်တော်မပြောဖြစ်တော့တာလဲကျွန်တော်ရှက်လို့ပါဘာမှလေလုံးမနေပဲနဲ့ဆိုးလိုက်တဲ့ဘဝလို့ထိုင်အိုနေတာဟာတို့တို့ကအတိတ်ပင်မဲတဲ့အလုံမှန်တိလာခဲ့ပါတယ်အဲ့ဒီစကားတခွန်ပြောမဲ့အစားကျွန်တော်အဖြစ်ပြက်တစ်ခုပြီးမြောက်အောင်စပီးဆောင်ရွက်ခဲ့တယ် ျွန်တော်သူများတွေထက်ပိုစ조사ခဲ့တယ်။ဒီနေ့နဲ့အောင်မြင်ရမယ်လို့လေလုံးဝယုံကြည်ခဲ့တယ်။ကျွန်တော်အင်္ဂလိပ်ဘာသာစကားကိုသင်ယူခဲ့တယ်။ကျွန်တော်လည်းခင်ဗျားတို့လိုပဲငပိတန်နဲ့စားခဲ့တာပါ။ဒါပေမဲ့ကျွန်တော်ကလုံးဝဇွေးမလျှော့ခဲ့ပါဘူး။နေ့တိုင်းရေတစ်ခွက်တောက်တယ်လို့အင်္ဂလိပ်စာကိုနေ့တိုင်းလေ့လာခဲ့တယ်။အဲ့ဒီအင်္ဂလိပ်စာကြောင့်ပဲဘဝမှာအခွင့်အလမ်းများစွာရခဲ့တယ်။ဒီလိုနဲ့ကျွန်တော်ဘဝမှာကျွန်တော်လိုချင်တာတွေတစ်ဖြည်းဖြည်းပိုင်ဆိုင်လာတယ်။ ကျွန်တော်ပိတ်ဆံအများကြီးမချမ်းသာဘူးဒါပေမဲ့ကျွန်တော်ကအောင်မြင်မှုကိုပိတ်ဆံနဲ့မတိုင်းတာဘူးကိုယ်လုံးနေရတာကိုဘလောက်ပြိုလင်းဆိုတာနဲ့တိုင်းတာတယ်ဒီတော့ကျွန်တော်အောင်မြင်နေပြီလို့ယူဆတယ် success is a lifestyle not a goal အခုမှသဘောပေါက်လိုက်ရတာကကျွန်တော်ဘဝမဆိုးခဲပါဘူးကျွန်တော်ဘာမှမလုပ်ခဲတာပါတင်လေအဲ့ဒီလိုမျိုးပြောလေရှိသူဆိုရင်တော့အခုကစပြီးမပြောပါနဲ့တော့ အဲ့ဒီလိုပြောမယ့်အစားတစ်ခုခုပြီးမြောက်အောင်ဆောင်ရွက်ပါတင်းရဲ့အိမ်မက်တွေကိုလူတွေကိုပြောပြမနေပါနဲ့သူတို့မြင်အောင်အကောင့်ထေဖို့ပြလိုက်ပါတင်းဘဝကိုပြောင်းလဲဖို့တင်းမှာအခွင့်အရေးလောက်ပိုင်ခွင့်အပြည့်အဝရှိပါတယ်လူတော်တော်များများအနာကဲလှလှပပပိုင်းဆိုင်ချင်ကြပါတယ်ဒါပေမဲ့လူတော်တော်များများအနာကဲဆိုတာကိုပစ္စုပန်နဲ့ဖန်တီးရမယ်ဆိုတာကိုမျက်နေကြပါတယ်အနာကဲဆိုတာပစ္စုပန်နဲ့ရေးဆွဲရမယ်ပကြီးကားတစ်ချက်ပါအခုလို့လို့စီဘာမှမလုပ်ပင် အနာကလှလှအလိုချင်တဲ့သူကဘာနဲ့တူတယ်လဲဆိုတော့ဘာမှပကြီးဆွေးမနေဘဲနဲ့မျိုးလုံးထဲမှာပဲပုံဖော်နေတဲ့သူနဲ့တူပါတယ်သူလက်ကကြိုးကြိုးစားစားနဲ့အာယုံစုစိတ်စွာစုတ်တံကိုကင်ပြီးတော့မဆွေးနေဘူးဒါပေမဲ့ခေါင်းထဲမှာတော့ပကြီးကားလှလှလေးလိုချင်တယ်သူစိတ်ကူးရင်နေရကလက်နိုးတဲ့နေ့အရန်နောက်ကျနေပြီသူ့ပကြီးကားကလေဘာမှကိုမဆွေးရသေးတာကိုအလန်တကြားတွေးရလိမ့်မယ်တကယ်အနာကလှပရှင်တဲ့သူကအချိန်တိုင်းမှာစူးစမ်းတယ်အနာကဲဆိုတာ ပစ္စုပန်နဲ့ဖွဲ့စည်းထားတဲ့အဆောက်အုံတစ်ခုမှသူသိတယ်။ဒါကြောင့်သူပစ္စုပန်အတိုင်းကိုလဲစားတယ်။အာယုံစူးစိုက်တယ်။ပစ္စုပန်တွေအေးပြိုပြီးအတိတ်အဖြစ်ကူးပြောင်းသွားချိန်မှာသူအနာဂတ်ကိုရောက်နေပါလိမ့်မယ်။အတိတ်လှလှလေးကိုပြန်လှစ်ကျင့်နိုင်ဖို့ပစ္စုပန်ကိုပုံဖော်ကြရအောင်။ကိုရောက်နေတဲ့နေရာကိုသဘောမကျတိုင်းအားငယ်စိတ်နဲ့ညာတိုင်းကိုဖြတ်တန်းစေရမလိုပါဘူးကိုလိုချင်တဲ့နေရာကိုရောက်အောင်သွားမယ်ဆိုရင်ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့တင့်ညတွေကိုဖြတ်တန်းပါ စ조사မှုတွေနဲ့နေရက်တွေကိုကုံဆုံးပါသင်အိမ်မက်တွေနဲ့တေရှားဖို့နီးကပ်လာပါလိမ့်မယ်ဆုံးထိနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်